ဖုံဖုံတို့ဘာလို့ထမင်းမချက်ရတာလဲမသိလို့မေးတာနော်ပြင်းလို့မချက်ရတာလားဖုံဖုံတို့ကိုယ်တိုင်ကအဲ့လိုမျိုးလိုက်တောင်းစားနေတော့တတိတော်တို့ဒီလဲတောင်းစားခြင်းတဲ့စိတ်ရှိလာတာအမှန်ပဲဖုံဖုံရဲ့တဲ့ဥသိန်းကိုလူတွေကလည်းတိုက်ခိုက်တယ်ဖုန်ကြီးချင်းချင်းလည်းတိုက်ခိုက်တာပဲတခါကခြေခဲ့ဘူးတလို့ပေါ့ လေနဲ့တိုက်လေလူအသားမထိတလို့ကိုဓမ္မလမ်းကြောင်းအတိုင်းလျှောက်ပါဖရားတဲ့ဦးစင်လည်းမြင်ပါတယ်နော်ဦးစင်ကိုတိုက်ခိုက်ကြတယ်ဆိုတာကမနာလိုဝင်တော်ချင်းအိတ်သမစ္စရိယစိတ်တွေကြောင့်တိုက်ခိုက်ကြတာပါဒီမနာလိုဝင်တော်ချင်းအိတ်သမစ္စရိယစိတ်ဟာလက်ခံရင်လက်ခံထားတဲ့လူကိုပူလောင်စေပါတယ်ဒုက္ခပေးပါတယ်ဦးစင်ကတာမန်ကြီးရွာလေးတရားမှာကြောင်းထိုင်နေတဲ့တာမင်ညခွန်ကြီးလေးတပါးပါ မနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေထားပြီးတိုက်ခိုက်ရလောက်တဲ့အထိဥစဉ်ကနာမည်ကြီးပြီးတလာဘပေါ်များနေတဲ့ဖုန်ကြီးတစ်ပါးမဟုတ်ပါဘူးနော်အဲ့ဒီအတွက်ဥစဉ်ကိုအာယုံဆိုင်ပြီးမနာလိုဝင်တို့စိတ်တွေနဲ့တိုက်ခိုက်မနေပါနဲ့တခါတော့ကဆရာတော်တစ်ပါးကသူ့ရဲ့တပည့်တွေကိုဩဝါဒပေးတာကြားမှုပါတယ်ဘယ်လိုဩဝါဒပေးတယ်လဲဆိုရင်တပည့်တို့မင်းတို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးกว่า မနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေမမွေးကြနဲ့ကျက်တွေဘဲတွေမွေးတာကအကုသို့ဖြစ်တယ်သို့တော့ကျက်သားဘဲသားစားရတယ်ကျက်ဥဘဲဥစားရတယ်မနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေမွေးတာကဘာမှမစားရဘဲနဲ့အကုသို့ဖြစ်တာဒါကြောင့်အိတ်တမစ္စရိယစိတ်တွေမမွေးကြနဲ့မွေးကျင်တယ်ဆိုရင်တော့ကျက်တွေဘဲတွေပဲမွေးပါလို့ဩဝါဒပေးပါတယ်အမတန်ဖြစ်မိတဲ့ဩဝါဒလေးပါနော်အဲ့ဒီတော့ ဥစဉ်ကိုတိုက်ခိုက်တဲ့လူတွေကိုလည်းပြောကျင့်ပါတယ်။ဥစဉ်အပေါ်မှာမနာလိုဝင်တို့စိတ်တွေမမွေးပါနဲ့။မနာလိုဝင်တို့စိတ်တွေမွေးလို့မွေးတဲ့တင်တို့အပေါ်မှာဘာကောင်းကျိုးမှမဖြစ်ပါဘူးနော်။မနေနိုင်လို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးပါလို့ပြောကျင့်ပါတယ်နော်။ဖုံဖုံတို့ဘာလို့ထမင်းမချက်ရတာလဲမသိလို့မေးတာနော်။ပြင်းလို့မချက်ရတာလား။ဖုံဖုံတို့ကိုယ်တိုင်ကအဲ့လိုမျိုးလိုက်တောင်းစားနေတော့ တတိတော်တို့သည်လည်းတောင်းစားခြင်းတဲ့စိတ်ရှိလာတာအမှန်ပဲဖုံဖုံရဲ့တဲ့ဥစဉ်တို့ယဟန်တွေကိုပါဠိလိုဘိက္ခုလို့ခေါ်ပါတယ်။ဘာကြောင့်ဘိက္ခုလို့ခေါ်တာလဲဆိုရင်ဘိက္ခဏတိလောယာစနတိလောဘိက္ခုသွားခံပြီးတောင်းစားတတ်တဲ့အတွက်ကြောင့်ဘိက္ခုယဟန်လို့ခေါ်တာတဲ့အဲ့ဒီလိုသွားခံပြီးတောင်းစားတဲ့အကျင့်ကိုကဥစဉ်တို့ယဟန်တွေရဲ့အကျင့်လေ။ဘာကြောင့်သွားခံပြီးတောင်းစားရတာလဲဆိုရင် မြတ်စွာဘုရားကဦးဇင်းတို့ယဟန်တွေကိုစာပေတင်ကြားတရားဟောပြောခြင်းပရိယတိဒုရနဲ့တရားအထုတ်ခြင်းပရိပတိဒုရဆိုတဲ့ဒုရနှစ်ဖြာတာဝန်ကိုချမှတ်ပေးခဲ့တယ်။ယဟန်မှန်ရင်ဤတာဝန်နှစ်ရစလုံးကိုတော့၎င်းသို့မဟုတ်တရရက်ကိုတော့၎င်းထမ်းဆောင်ရမယ်။ဤတာဝန်နှစ်ရက်ကိုထမ်းဆောင်နိုင်ဖို့အတွက်မြတ်စွာဘုရားကတချို့သောအရာတွေကိုလျှော့ချခိုင်းခဲ့တယ်။ဘလောက်အထိလျှော့ချခိုင်းခဲ့တယ်လဲဆိုရင် ယဟန်တွေကိုညှတာတောင်မှစားခွင့်မပေးဘူးเนาะယဟန်တွေကချက်ပြုတ်ပြီးစားရမယ်ဆိုရင်ချက်ပြုတ်စားရတာတခုတည်းနဲ့မပြီးဘူးအဲ့ဒီချက်ပြုတ်စားနိုင်ဖို့အတွက်ကိုလည်းရှာရဖွေရအောင်မယ်ဒါဆိုရင်လူတွေနဲ့ဘာထူးတော့မှာတော့เนาะလူတွေလိုပဲရှာဖွေပြီးချက်ပြုတ်စားတော့နေရမယ်ဆိုရင်ယဟန်တွေဟာဤတာဝန်နှစ်ရက်ကိုဘယ်လိုလုပ်ပြီးတော့ထမ်းဆောင်ခြင်းရှိတော့မှာလဲဒါကြောင့်ယဟန်တွေဟာစွမ်းခံပြီးတောင်းစားရတယ်ဆိုတာဟာ ်ဤတာဝန်နှစ်ရက်တရရက်ကိုထမ်းဆောင်ဖို့ဖြစ်တယ်။နော်။ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲစွာခံပြီးဖုံးပေးခဲ့တယ်။ဒါကိုမသိဘဲနဲ့တပည့်တော်တို့လည်းအားကြပြီးတောင်းစားကြလိုက်တာဆိုရင်တောင်းစားဖို့ယဟန်ဆိုတဲ့အသည့်နဲ့လှူမာတော့မဟုတ်ဘူး။တနာတယ်ဆိုတဲ့အသည့်နဲ့ပဲပြေးလိုက်လိမ့်မယ်နော်။ဣသာစုဘဝကိုဆွတ်မှတ်လိုက်ပြီးတဲ့အခါအနာဂါရိယဆို အိစီးပွားဘာလို့မှလောကစီးပွားနဲ့စီးပွားရှာစားတဲ့ဘဝမဟုတ်ဘူးတလုံးတဆုပ်အရိယသူတော်စင်တွေတောင်းတဲ့ဤတောင်းတဲ့ဤဆိုတာဗဇက်ကထုတ်ဖို့တောင်းတာမဟုတ်ဘူးအိရှိမှသွားပြီးတော့ရက်တယ်ရက်တဲ့အခါမှာနားလေတဲ့ပုဂ္ဂိုလ်တွေကပေးလိုက်ကြတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီအရိယသူတော်စင်တို့ရဲ့တောင်းခံဤကဘယ်လိုဟာတော့ဆိုရင် လူကြပါတန်းကြပါလို့ဒီလိုဥစ္စာကပြောရတာလည်းမဟုတ်ဘူးเนาะလူလို့ရှိရင်ဘယ်လိုအကျိုးရှိပါလဲမပြေရောက်နိုင်ပါလဲနောက်ဘဝတထည်ကြီးဖြစ်ပါလဲလို့ဒီလိုပြောတောင်းစားတဲ့လူကသံတောင်းစားလို့ခေါ်တယ်အဲ့ဒါယန်တန်ဃာတွေလို့ဆုံးခံတာကြတော့အိမ်ဘဝမှာလာပြီးတော့ရက်တယ်ရက်တာလည်းပဲမကြမရှိရက်တယ်လောင်းလို့တယ်မလောင်းလို့ဘူးဆိုတာကိုသိတာနဲ့တကြိုင်နဲ့ပြန်ဆုတ်ခွာသွားတယ်လာပြီးတော့လှူလိုက်တာလေးကို လက်တင်ခံပြီးတော့မေတ္တာပို့ပြီးနောက်ဆုတ်သွားတယ်။အဲ့ဒါမျိုးကဒါအရိယယာစနာလို့ခေါ်တယ်။မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့တောင်းခံပြီးအမှုရာနဲ့ပဲတောင်းခံတယ်။နှုတ်နဲ့မြတ်ပြီးတောင်းခံတာမဟုတ်။အဲရဟန်းတော်တွေကြတော့ဝါစာပယုတ္တပယုတ္တဝါစာနှုတ်ကနေထွက်ပြီးတော့လူပါတမ်းမှလို့တောင်းကိုမတောင်းကောင်းတာနော်။မတောင်းကောင်းဘူး။အဲ့လိုမတောင်းကောင်းတာတွေကညာအဲ့တော့အရိယာတွေ တန်ဃာတွေဆုံးခံတယ်ဆိုတာအရိယာယာစနာလို့ခေါ်တယ်။ပုဒ္ဓိတတိဋ္ဌံတိဆုံးလို့ရည်စူးပြီးတော့စားစရာတလုံးတစ်စုံရည်စူးတဲ့အခါမှာသူတို့မှရည်ရွယ်ချက်ကလေးရှိတယ်။နှုတ်နှဝအကျိုးရှိစေဖို့ဆိုရရည်ရွယ်ချက်ပါရတယ်။ဘလို့နှုတ်နှဝအကျိုးရှိတုံးဆိုအိမ်တိုင်းတန်ရောက်သွားပြီးတော့ဆွမ်းရခြင်းဖြစ်ကိုယ်အိမ်ပေါက်မှာရွှေတုတ်ကြီးလာချပေးတယ်လို့ပဲ ကုသိုလ်ပြုခွင့်ရသွားတယ်အလွယ်တကူကုသိုလ်ပြုခွင့်ရဒါနကုသိုလ်ပြုခွင့်ရအဲ့တော့သူတို့လည်းဒါနကုသိုလ်ပြုခွင့်ရပါစေတို့လည်းပဲအစားအသောက်ရှာဖွေရတဲ့ဒုက္ခလည်းကင်းဝေးပါစေဆိုဟောနှစ်ဦးနှောရဟန်းတန်ခါးတွေမှာဒီလိုဆွမ်းခံတယ်ဆိုတဲ့အကျင့်ဒီအိဓိပ္ပာယ်မျိုးနဲ့ယူဆတာ